မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဩဂတ်စ်လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ပင်လယ်ပြင်အတွင်းမှာကြောက်ချပြီးတော့အရသာပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပိတ်ခတ်နေတဲ့စစ်ခွေးတိုက်ရဲရေတပ်သင်းမော်တစည်းကိုအရခတ်တပ်တော် AA ကမနေ့ကညနေပိုင်းမှာဟော်ဝဇာနဲ့ပိတ်ခတ်ခဲ့ရာသင်းမော်ရဲ့ပဲ့ပိုင်းထိမှန်ပြီးတော့မီးလောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ29ရက်နေ့ညနေ9နာရီကျော်အချိန်မှာကြောက်ဖြူမြို့နယ်ငအုပ်ကျေးရွာနယ်ကြောက်ကလေးကျေးရွာကြားကမ်းခြေနဲ့မီတာ1000ဝန်းကျင်အကွာပင်လယ်ပြင်အတွင်းမှာရှိတဲ့ရေတပ်သင်းမောကိုအေအေရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ကပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကပြစ်ခတ်ခံရတဲ့စစ်သင်းမောကြီးဟာ ကမ်းခြေကနေပြီးတော့မီတာ1000အကွာမှာပြစ်ခတ်ခံရတာဖြစ်ပါတယ်အဲ့ဒီစစ်သင်းမောကြီးကတော့မီးလောင်နေပါတယ်လို့ပြောကြားထားပါတယ်ဒေသခံသတင်းရင်းမြစ်များကလည်းအခုလိုမီးလောင်နေတဲ့အချိန်မှာသင်းမောပေါ်မှာပါလာတဲ့သူတွေကိုအခြားသင်းမောတစ်စီးကိုရွှေ့ပြောင်းနေတာကိုမြင်တွေ့ခဲ့ရတယ်လို့အတီးပြုတ်ပြောကြားထားပါတယ်မီးလောင်သွားတဲ့သင်းမောဟာဘာမျိုးစားလဲဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ် မြေပြင်မှာရှိနေတဲ့အေအေနဲ့နီးစပ်တဲ့စီရေးသတင်းရင်းမြစ်တို့ကဟာဝေဇာနဲ့ပြစ်တာတင်းမောရဲ့ပဲ့ပိုင်းမှာသွားထိတယ်မြုပ်တော့မြုပ်မသွားဘူးထိခိုက်ပျက်စီးမှုကတော့တော်တော်များမယ်ထင်တယ်တင်းမောကအဝေးကိုထွက်ပြေးသွားတယ်တလုံးကရှက်ထိတယ်နောက်တလုံးကပဲ့ကိုတိုက်ရိုက်ထိသွားတာမိတွေလည်းလောင်သွားတယ်ဆိုတော့ပျက်စီးမှုကတော့မနှဲတော့ဘူးလို့သတင်းပေးဖို့ပြောကြားထားပါတယ်ကြောက်ဖြူမြို့နယ်အတွင်းလိတ်ခမော်ရွာဝင်းကျင်အမှတ်32ရဲတပ်ရင်းဝင်းကျင်ဒညဝရီရဲတပ်ဌာနချုပ်ဝင်းကျင်တို့မှစစ်ခွေးတပ်နဲ့အေအေတို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ခွေးတပ်ဘက်ကလေကြောင်းလက်နက်ကြီး ကြီးများနဲ့လူနေကြီးရွာများအရက်သားပြည်သူတွေနေထိုင်တဲ့နေရာများကိုပြစ်ခတ်တိုက်ခိုက်မှုများရှိနေကပင်လယ်ပြင်မှာလည်းစစ်သည်မော်ဆယ်စည်းကျော်ဟာလက်ပတ်သွားလာပြစ်ခတ်မှုများရှိနေတယ်လို့ဒေသခံများကပြောပါတယ်ကြောက်ဖြူမြို့နယ်လက်ကမောင်ကြီးရွာအနီးအခုရပိုင်းတိုက်ပွဲတွေအတွင်းမှာစစ်ခွေးတပ်ဘက်ကအင်အားတရာကျော်ကြာဆုံးမှုတွေရှိခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်ထံကသိရပါတယ်တိုက်ပွဲများကြောင့်ရေတပ်ဌာနချုပ်အနီးဝင်းကျင်မှာရှိတဲ့ကျေးရွာများဖြစ်တဲ့စီမော်ရှောက်ချောင်း ကြံချိုင်ဦးကင်းစတဲ့ခြေပါတွေကဒေသခံထောင်ခံန်းဟာနေရက်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေရိတ်ခါအခက်ခဲများနဲ့လဲကြုံနေရတယ်လို့ဒေသခံကူညီရေးလောက်ကိုင်းနေသူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြဖတ်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းအပါအဝင်စစ်ကောင်းဆောင်များကိုဆဲဆုံမှုများနဲ့ထောင်ဒဏ်၁၇နှစ်ချမှတ်ခံထားရတဲ့ဇော်ဘုံဟင်းကိုပြန်လည်လွှတ်ပေးရတဲ့အတွက် ၎င်းကိုထောက်ခံတဲ့စစ်ခွေးဘောမှထောက်ခံသူတချို့စုပေါင်းပြီးတော့အတနာခန်းစာတင်ပြထားတော်လဲအကြောင်းတစုံတရာပြန်ကြားမှုမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ9ရက်နေ့မှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ကောင်းဆောင်များကိုဆဲဆုံမှုတွေအပါအဝင်ပုံမှများစွာနဲ့ဇော်ဘုံဟင်းကိုထောင်ဒဏ်12နှစ်ချမှတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးချမှတ်ခံရပြီးတဲ့နောက်ဇော်ဘုံဟင်းကိုထောက်ခံတဲ့စစ်ခွေးဘတ်တော်သားတချို့ကစုပေါင်းပြီးတော့မင်းအွန်လိုင်းထံကိုအတနာခန်းစာတင်ပြလိုက်ကြတယ်လို့သိရပါဗျ။ဒါပေမဲ့မြည်သည့်အကြောင်းပြန်ကြားခြင်းကိုမှ မရခဲ့ကြဘူးလို့ပြောပါတယ်။ဩဂတ်စ12ရက်နေ့လောက်မှာတော့နေတီတော်တက်မတော်အကြီးအကဲတွေစီကိုလိမ့်မှုပြီးတော့တင်လိုက်တာပါ။ဒီနေ့နဲ့ဆိုရင်18ရက်တောင်ရှိသွားပါပြီ။ဘာအကြောင်းပြန်ကြားချက်မှမရပါဘူး။မိသားစုကိုတော့တက်ဘက်ကအရာရှိတချို့ကလာမယ့်2026ခုနှစ်လွတ်လပ်ရေးနေ့နှစ်သက်ကိုတကြံကာလလွန်ငင်းနေမှာပါလာနိုင်တယ်လို့နှစ်သိမ့်ထားပါတယ်။ တရားဝင်အတနာခံစားတင်တော့ဘာမှကိုအကြောင်းမပြလာဘူးဘာပဲပြောပြောသူကတတ်မတော်အတွက်တကယ်ကိုရက်တည်ခဲ့တာပဲအခုတော့ဒီလိုကြီးလက်လွတ်စပဲအလောက်ခံရတာကတော့ဝမ်းနေစရာပါပဲလို့အတနာခံစားတင်ပြတဲ့နေရာမှာပါဝင်ခဲ့တဲ့ဘောမတအုပ်ကပြန်လဲပြောပြထားပါတယ် ဇွန်လ2ရက်နေ့မွန်လွဲ့တနားရီကျော်အချိန်မှာပြည်ဦးလွယ်မှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်ခွေးတပ်ကဝင်ရောက်ဖမ်းဆီးခဲ့ပြီးတဲ့နောက်ဇွန်လ12ရက်နေ့မှာနိုင်ငံတော်အကြီးအကဲပြက်စီမှုပုံမှ905ကကြီးစက်သွေးဥပဒေပုံမှ66ကကြီးအပါအဝင်အမှုပေါင်းများစွာနဲ့ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လှိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့အတွာရန်ကုန်တိုင်းဒဂုံမြို့တဲတောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမတ် 38မြန်ဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှာ66ဂါဂျီနဲ့မဘာသားနဲ့စစ်ခွေးထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ဘုံဟင်းကိုအမှုဖွင့်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်း6မြို့နယ်မှာလာမယ့်စက်တင်ဘာလမှာစတင်မယ်စစ်မှုထမ်းအပတ်စဉ်18အတွက်စစ်မှုထမ်းအင်အားတွေလုံလောက်စွာမရရှိလို့ဆိုပြီး6မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူးတင်ထုံးဦးက စစ်တပ်နဲ့ပြူစောထီတွေကိုနေအိမ်ပေါ်တွေအထိလူငယ်မှန်သမျှကိုတပ်ဖမ်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ20ရက်နေ့ကစတင်ပြီးတော့ချောင်းမြုံနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဗိုလ်မှူးတင်ထွန်းဦးကစစ်မှုထမ်းအပတ်စဉ်16ရက်အတွင်းစစ်မှုထမ်းအင်အားတွေလုံလောက်စွာမရရှိသေးတဲ့အတွက်ပြူစောထီများစစ်ခွေးများနဲ့ရဲခွေးများကိုနေရောညပါချောင်းမြုံပေါ်မှာလူငယ်မှန်သမျှကိုပေါ်တာဆွဲဖမ်းဆီးခိုင်းနေတယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးခိုင်းရမှာဈေးဆိုင်တွေအတွင်းကိုဝင်ဆွဲခြင်းနေအိမ်ပေါ်တွေအထိကိုတက်ပြီးတော့လူငယ်များကိုအ အကြမ်းဖက်ဖမ်းဆီးခြင်းများကိုလည်းလုတ်ခိုင်းနေတယ်လို့သိရပါတယ်။၆မှာကငကိုကလေးကပြူစောတိတွေကတောင်းကျမ်းနေတာပါ။အခုလာမဲ့စစ်မှုထအပတ်စဉ်၁၈ရက်အတွက်လူကလုံးဝမရတော့မနက်ပိုင်းတော့မှစိုင်းတွေအိမ်တွေတဲ့အထိကိုဝင်ဆွဲခိုင်းနေတယ်။လူငယ်တွေတော်တော်များများပါကုန်ကြတယ်။တချို့ကလေးတွေကအရွယ်ကသာထွားနေတာအသက်မပြည့်သေးတဲ့ကလေးတွေလည်းပါပါတယ်။အဲ့ဒီကလေးတွေကိုလည်းစစ်မှုထဖမ်းခိုင်းနေတယ်။ ငွေပေးပြီးတော့ရွေးယူလို့ရတဲ့သူတွေကရပေမဲ့တော်တော်များများကတော့မရကြပါဘူးပြူစောထီတွေစစ်ခွေးတွေနဲ့ရဲခွေးတွေကအိမ်စည်းကားတွေနဲ့မြို့ပေါ်မှာပတ်ပြီးတော့လူငယ်တွေကိုလိုက်ဆွဲနေတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်စစ်ခွေးတက်ကအခုလိုမျိုးလူငယ်များကိုဥတီဖမ်းဆီးနေတဲ့အတွက်ချောင်းမြို့ပေါ်မှာရှိတဲ့ဈေးဆိုင်များမှာလူငယ်အမျိုးသားတွေတောင်မရှိတော့ဘူးလို့ပြောပါတယ်အလုတ်သမားလူငယ်များဟာလည်းစားဝတ်နေရေးအတွက်အလုတ်တောင်မှမတွားရတော့တဲ့အခြေအနေများဖြစ်ပေါ်နေတယ်လို့သိရပါတယ် ဆိုင်နေမှာအလုတ်သမားလူငယ်အမျိုးသားတွေမရှိကြတော့ဘူးရှိတဲ့အလုတ်သမားလူငယ်တွေကလည်းဘယ်သူမှမလုံရဲကြတော့ဘူးအလုတ်တောင်မလာရဲဘူးဗျာစစ်တပ်ကအခုလိုဖမ်းဆီးနေတာတွေကစီးကြော်ဘောင်ကြော်တွေလုံနေတာစစ်မှုထမ်းဖို့အဖမ်းခံရတဲ့လူငယ်တွေကိုလက်ထိပ်ပါခတ်ပြီးတော့ဖမ်းနေတာလို့ဒေသခံပြည်သူကရှင်းလင်းပြောဆိုထားပါတယ်ချောင်းမြို့ပေါ်မှာစစ်ခွေးတပ်ကလုံခြုံရေးကိုအဓိကထိန်းချုပ်ရမှာမြို့ပေါ်လုံခြုံရေးအတွက်ဂိတ်ပေါင်းများစွာချထားတယ်လို့သိရပါတယ်အဲ့ဒီဂိတ်များမှာလည်းလူငယ်များကိုပုံစံမျိုးစုံနဲ့စစ်ဆေးဖမ်းဆီးလျက်ရှိတယ်လို့သိရပါတယ် 6မှာကမြို့ပေါ်မှာပဲတက်ရှိလာရွာတွေမှာ PDF တွေကြီးပဲအဲ့ဒီတော့မြို့ပေါ်ဆိတ်ဆိတ်ဂိတ်တွေမှာလူငယ်တွေဝင်လာရင်ဘာမပြောညာမပြောနဲ့တခါတည်းကိုဖမ်းလိုက်တော့တာပဲဘာအကြောင်းပြချက်မှလည်းမရှိပဲနဲ့ဖမ်းတာအခုလို့ဖမ်းတဲ့လူငယ်တွေကတနေ့တနေ့ကိုဆင်နဲ့ချီပြီးရှိတယ်လူငယ်လေးတွေလူမျိုးပေါက်တွေကိုမွေးထားတဲ့မိမတွေလည်းဘာလို့လို့ဘာကံအမှန်မသိဖြစ်နေတယ်လို့ချောင်းမြုံတွေကပွဲယုံပန်းရှင်စေဘွားရေးသမားတို့ကရှင်းပြထားပါဗျာ 6မြို့နယ်အတွင်းမှာစစ်ခွေးတပ်နဲ့တော်လှန်ရေးတပ်များမကြာခဏဆိုးသလိုတိုက်ပွဲဖြစ်ပွားလေ့ရှိပြီးတော့စစ်တပ်ကခြေရွာများကိုဖျက်ဆီးရန်မကြာခဏဆိုးသလိုစစ်ကြောင်းထုတ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းနမ်မောင်မြို့နယ်တနက်ပေါက်တော်တဲတိုက်ကိုအချမ်းဘတ်စစ်တပ်ကပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်၁၄နှစ်အရွယ်မိန်းကလေးတအုပ်တေဆုံးပြီးတော့အမျိုးသားတအုပ်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်လ30ရက်နေ့မနက်9:15မိနစ်အချိန်မှာနတ်မောင်မြို့နယ်ကန်တာချေးရွာဆက်တော်ချေးရွာကြောက်အိုးချေးရွာကျောင်းမှာရှိတဲ့ဒေသအခေါ် တနက်ပေါက်တော့တဲတိုက်အတွင်းကိုမိထီလာလေးတက်ကနေတက်လာတဲ့စက်တက်လေးထီးနဲ့ဘုံကျဲခဲ့ရာအသက်၁၄နှစ်အရွယ်မိန်းကလေးတဦးသေဆုံးပြီးတော့အမျိုးသားတဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကန်တာရဲ့စက်တော်ရဲ့ကြောက်ဦးရဲ့ဂျားထဲမှာတနက်ပေါက်တော့ဆိုတာရှိတယ်။အဲ့ဒီတဲတိုက်ထဲကိုကျဲချသွားတာအသက်၁၄နှစ်အရွယ်မိန်းကလေးတယောက်သေးတယ်။သူ့ရဲ့အဖေကတော့ဒဏ်ရာအပြင်းထန်ရသွားတယ်။မိထီလာဘက်ကနေတက်လာတဲ့စက်တက်လေးထီးပဲတခြားနေရာတွေကျဲတာမျိုးတော့မရှိဘူး။လူနာကိုတော့စေကုသပေးထားတယ်။တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကျဲသွားတာဖြစ်မယ်။ ဒီကောင်တွေကတိုက်ပွဲမရှိလဲအဲ့ဒီလိုပဲရွာတွေထဲကိုခဏခဏကျဲချနေတာပါလို့နတ်မောင်မြို့နယ်ပတ်ကပတာဝန်ခံကရှင်းပြထားပါတယ်အချမ်းပါစစ်ခွေးတက်ကအပြစ်မဲ့တဲ့ပြည်သူလူထုနေထိုင်ရာကြေးရွာများဘာသာရေးအဆောက်အအုံများစစ်ပေးရှောင်စခန်းများစာတင်ကျောင်းများကိုပိတ်မှတ်ထားကလေကျောင်းကနေပြီးတော့ဘုံကျဲတက်ခိုက်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့လေကျောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာကျင့်သုံးပေးကြပါရန်နဲ့ဘုံကိုချင်းများခိုင်ခိုင်မာမာတူးထားကြပါရန်တော်လိုင်းအင်အားစုများကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာစစ်ခွေးတပ်က drone နဲ့ဘုံကျဲမှုနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတို့ကြောင့်စစ်ဘေးရှောင်ဦးဆုံးမောင်ကြီးစံထိမှန်တိုက်ဆုံသွားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂုတ်လ29ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ် ခိုက်တုံဟုံကြီးရွာကိုစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာလက်နက်ကြီးကြီးထိမှန်ပြီးတော့အသက်52နှစ်အရွယ်စစ်ပင်းရှောင်ဦးစိုးမောင်တိတ်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။ကြောင်မဲမှာတိုက်ပွဲတွေပြင်းထန်လို့စစ်ပင်းတိန်ရှောင်ရင်းနဲ့နေအိမ်ခဏပြန်ပြီးတော့ဆန်တို့စီတို့တစ်ခေါက်ပြန်ယူနေတော့မှလက်နက်ကြီးကြတာပါ။ပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်။မနေ့ကပဲနေချင်းတကြိုလိုက်ပါတယ်လို့ကြောင်မဲဒေသခံပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်ကကြောင်မဲမြို့နယ်ကိုလက်နက်ကြီးများဒရုန်းများနဲ့ဇက်တိုက်ပစ်ခတ်လျက်ရှိပြီးတော့လက်နက်ကြီးကြီးများဒရုန်းပုံးများကကြောင်မဲမြို့နားအိုက်ခန့်ကြီးပါအုပ်စုအတွင်းနဲ့ပြည်တော်စု လမ်းမကြီးဘေးမှာရှိတဲ့လွဲခေါ်ရွာနတ်စင်မျက်နှာချင်းဆိုင်မှာရှိတဲ့တောင်ပေါ်နဲ့ရွာရဲ့အထွက်တို့မှာလည်းဘုံများကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်လက်ရှိမှာစစ်ခွေးတပ်ကနောင်ပိန်ကြီးရွာကိုပြန်လည်သိမ်းပိုက်သွားပြီးတော့ဂုတ်ထိတ်တရားကိုလည်းပြန်လည်သိမ်းပိုက်သွားပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ